အဖိုးကြီးတယောက်ကသူတို့ရွာလေးကိုအခုမှရောက်လာတဲ့အမျိုးသမီးနှစ်ယောက်ကိုဒီရွာနေထွက်သွားဖို့အတွက်ပြောဆိုနေပါတယ်။အကြောင်းရင်းကတော့ဒီရွာမှာမနေ့တုန်းကမိမတယောက်တည်ခဲ့ပြီးတနေ့တုန်းကလည်းတယောက်တည်ခဲ့ပါသေးတယ်။သူတို့ရဲ့တေမုံတင်နီးတွေကလည်းအတူတူပဲဖြစ်တာကြောင့်ပဲရွာမှာတခုခုဖြစ်နေပြီလို့ယူဆနေတာပါ။ဒီရွာကမတန်ရှင်းတော့ဘူးလို့ဆိုပြီးတော့မှမိန်းကလေးနှစ်ယောက်ကိုလည်းထွက်သွားခိုင်းနေတာဖြစ်ပါတယ်။အဲ့ဒီမိန်းကလေးနှစ်ယောက်ကတော့တခြားမျိုးမှာအလုသွားလို့ရကမွေးရဲ့ဇာတိကိုပြန်လာကြတာပါ။ရွာဝင်ဝါကိုရောက်တဲ့အခါမှာပဲရွာသားတယောက်ကအတူပါစကူရင်မြေပေါ်ကျင်းနေရကိုတွေ့လိုက်ရပြီး သူတို့တွေလည်းဘာကိစ္စဖြစ်နေတာလဲဆိုပြီးတော့စုံစမ်းကြည့်ကြပါတော့တယ်။အဲဒီမှာပဲအဖိုးကြီးတယောက်ကရောက်လာခဲ့ပြီးတော့သူတို့ကိုအမြန်မောင်းထုတ်နေပါတယ်။အကြောင်းရင်းကတော့ဒီရွာကလူတွေစတဲ့တည်ပြီးတော့မတန်ရှင်းတော့လို့ပါတယ်။အဲဒီမှာအယူတယောက်ကရောက်လာခဲ့ပြီးအင်ကြီးအနေအောင်နဲ့တေးမလောက်တာကိုသူကိုယ်တိုင်မြင်ခဲ့တာလို့ဆိုပါတယ်။ဒါမှမဟုတ်အယူရဲ့စကားကိုသူတို့နှစ်ယောက်စလုံးကလုံးဝမယုံကြတယ်လို့ရွာထဲမှာပဲနေဖို့အတွက်အတင်းတောင်းဆိုနေပါတယ်။ဒါပေမဲ့ထူးဆန်းတာကတော့သူတို့နှစ်ယောက်ဒီရွာထဲမှာနေတဲ့အချင်းကစပြီးတော့ထူးဆန်းတဲ့ကိစ္စတွေအများကြီးကြုံခဲ့ရတာပါ။ အဲ့ဒါကတော့ညာဘက်ဆိုလို့ရှိရင်အရေးတခုကအမြဲတမ်းလိုက်ပြီးတော့ဖြစ်ပြီးသွားတတ်တာဖြစ်ပြီးပြီးတော့ညမဝန်ကွေးကလည်းသူ့ရဲ့အတွင်းကနေရှာမတွေ့တဲ့အကြောင်းပြောနေတတ်ပါသေးတယ်။သူကအင်းကြီးချင်းအာလီယန်ခိုးသွားတာဖြစ်မယ်လို့ထင်ပြီးတော့မှအာလီယန်ကတော့မကျေနပ်ပြီမဲ့လေဘာမှတော့မပြောပါဘူး။နောက်ပိုင်းမှာတော့အာလီယန်ရဲ့အမူအရာတွေကိုရှင်းပြသွားခဲ့ပြီးတော့တောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့လည်းအာလီယန်ကတော့ဝမ်ကိုတစ်ချက်ကြည့်လိုက်ပါသေးတယ်။နှစ်ယောက်သားစကားပြောကြပြီးတော့အချင်းချင်းအမြင်ကြည့်သွားခဲ့ပါတယ်။အဲဒီမှာပဲအယူကသူတို့နှစ်ယောက်ကိုလာပြီးတော့ချောင်းကြည့်နေတာဖြစ်ပြီးသူစန်းနာကတေယူဟာမင်းကလေးရဲ့ဓာတ်ပုံတွေ များကြီးစုဆောင်းထားတာပါပြီးတော့လေဒေါသတကြီးနဲ့အယုတ်မျက်လုံးလေးကိုလည်းထိုးပေါက်နေတဲ့သလိုနောက်နေ့မှတော့ဝမ်ဝမ်နဲ့အားလန်တို့ကအပြင်ကိုထွက်ပြီးတော့လဲကြပါတယ်နှစ်ယောက်သားတပြည်ပြည်နဲ့ခန်းသားချက်တွေပေါက်ဖွားလို့လာကြပါတယ်အချိန်တွေကြာလာပြီးရဲ့နောက်မှာတော့အားလန်ဟာဝမ်ဝမ်တို့အိတ်ဆောင်နိုင်ရေးတလုံးချစ်တက်လက်ဆောင်ပေးခဲ့ပါသေးတယ်ရင်းနှင်းငယ်ကြာပြီးသွားလို့ရှိရင်သူ့အမေနဲ့တွေ့ပြီးမယ်ဆိုပြီးတော့ပြောနေသလိုညဘက်မှာဝမ်ဝမ်ကတဖက်အင်ကိုချောင်းကြည့်နေတဲ့အားလန်တို့ဒါမီပြောနေတဲ့စကားတွေကိုမတော်တဆကြားမိခဲ့ပါတယ်အားလန်မီကလောကမှာကောင်းတဲ့မိန်းမတယောက်မှမရှိဘူးဆိုပြီးတော့ပြောနေတာဖြစ်ပြီး ဘာမှလည်းနားထောင်ပြီးတော့ရှင်းမကောင်းဖြစ်နေရတာပါ။နောက်နေ့ညမှာညမဝင်းဝင်းကအကောင်လေးကိုခေါ်လာပြီးတော့အင်ကိုပြန်လာပါတယ်။နှစ်ယောက်သားချစ်ချင်နူးနေကြတဲ့အချိန်မှာပဲပြတင်းမောအပြင်ဘက်ကနေအယူကခိုးကြည့်နေတာပါ။ဒါပေမဲ့လျှက်စည်းတစ်ခါလက်သွားပြီးရင်တော့အယူမကိုမတွေ့တော့ပါဘူး။နောက်ထပ်တစ်ချိန်လျက်စီးလက်တဲ့အခါမှာတော့အနီရောင်ဝစ်စုံနဲ့တရေမပေါ်လာခဲ့ပါတယ်။နှစ်နာရီဝဲလောက်ကြာပြီးတဲ့နောက်မှာတော့ကောင်းလေးဟာအိမ်ပြန်သွားခဲ့ပါတယ်။အခန်းကိုပြန်ပြီးတော့ရောက်တဲ့အချိန်မှာပဲလူရဲတစ်ခုကဖြတ်ကနေတွေ့လိုက်ရတာပါ။သူကတော့အမဝန်း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 ပြန်လာတယ်လို့ထင်ပြီးတော့သွားပြေးကြည့်လိုက်တဲ့အခါမှာ အချိန်မှဘယ်သူမှရှိမနေပါဘူးအဲ့ချိန်မှာသူကဒီနေရာကတရေကို အမှတ်ရသွားခဲ့ပြီးတော့ထိလန့်လွန်နေကြပါအင်ကြီးဝေဖို့တဲ့ပြင်ဆင်ရင်းနဲ့ဗီဒီယိုတကားကိုဖွင့်လိုက်တဲ့အချိန်မှာပဲဗီဒီယိုတွေကနေလက်တစုံထွက်လာပြီးတော့သူမကိုတည်တဲ့အထိလက်ဘင်းကိုညှစ်နေပါလေကမာလီကလည်းခဏလေးတင်းမှာအသက်မရှိတော့ပါဘူးသူမရဲ့အလောင်းကိုအနီရောက်အုပ်ထားတဲ့သူကအပြင်ဘက်ကိုဆွဲထုတ်လာခဲ့ပါတယ်အမဝန်းဝဲဝန်းဝန်းပြင်လာတဲ့အခါမှာတော့ကျမ်းပြေပေါ်မှာသူ့ရိုက်နေရှိနေတာတွေ့လိုက်ရပါတယ် ဘောင်ဝင်ညီမကိုလည်းရှာပြီးတော့မတွေ့တော့သလိုသူ့ရဲ့မမပေါ်ပေါ်တည်းတည်းရှိနေတာကိုတွေ့ရတာကြောင့်လိုက်ပြီးတော့ရှာရင်းနဲ့နောက်ဆုံးမှတော့အလင်းရောင်ကိုအပြင်မှာရှာတွေ့ခဲ့ပါတယ်။ကိစ္စတွေပြီးသွားတဲ့နောက်မှာတော့ရဲတွေကလာရောက်စစ်ဆေးကြပြီးပြီးတော့အဲ့ဒီအယူကလည်းအင်ဂျီအနေရောင်နဲ့တရဲမှတက်လိုက်တာသူကိုယ်တိုင်မြင်ခဲ့တယ်လို့ပြောပါတယ်။ဒါပေမဲ့လည်းအယူရဲ့စကားကိုတရဲတွေကမယုံကြပါနဲ့။ဘောင်ဝင်ကတော့အကျွမ်းမဲ့ယုံကြည်နေတာဖြစ်ပြီးအဲ့ဒါကြောင့်သူ့ကိုပဲကိုယ်တိုင်မေးကြည့်ဖို့အတွက်တိုက်သွားခိုင်းပါတယ်။ ခဏလေးတွင်းမှာပဲအယူမောက်ကမတွေ့ရသလိုအဲဒီချိန်မှာပဲလူတယောက်ကသူ့ကိုစိုက်ကြည့်နေတာတွေ့လိုက်ရပါတယ်။ကြည့်နေတဲ့သူကတော့တကယ်ပဲအင်ဂျင်အနေနဲ့တရေမှဖြစ်ပြီးဝမ်းဝမ်းကလည်းကြောက်လန့်ပြီးတော့ထပြေးသွားခဲ့ပါတယ်။အန်နီများနေတဲ့အချိန်မှာအာလျန်ကလည်းရောက်လာခဲ့ပြီးတော့အင်ဂျင်အနေနဲ့လူကိုဖမ်းနိုင်ရင်းနဲ့လဲကျသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာဝမ်ဝမ်ကအင်ဂျင်အနေနဲ့လူကိုတုံးနဲ့ရိုက်ပြီးတစ်ဖက်ကိုလှန်ကြီးလိုက်တဲ့အခါမှာတော့အဲ့ဒီလူကအယူဖြစ်လို့နေပါပြီ။နောက်ဆုံးမှာတော့အယူကအဖမ်းခံရပြီးတော့အယူထောင်ကိုအပုတ်ခံလိုက်ရပါတယ်။ညမဝမ်ဝမ်ရဲ့တည်ဆုံမှုကြောင့်ပဲဝမ်ဝမ်ဟာမချစ်တင်ငယ်ခံစားနေရပြီးတော့ သူကအဲ့ဒီနေရာကနေထွက်သွားသွားဖို့ဆုံးဖြတ်လိုက်တာပါအာလျန်ကိုနှုတ်ဆက်ပြီးတဲ့နောက်မှာတော့ကားမောင်းထွက်သွားခဲ့တာဖြစ်ပြီးအဲ့ဒီမှာပဲသူ့ကိုအာလျန်ပြီးထားတဲ့အိတ်ဆောင်နာကြီးလေးမယူခဲ့မိတာကိုသတိရခဲ့ပါတယ်အိမ်ကိုပြန်ပြီးတော့မှသွားယူခဲ့ပါတယ်အာလျန်ကိုလည်းနောက်တစ်ကြိမ်ထပ်ပြီးတော့နှုတ်ဆက်ဖို့အတွက်သူရဲ့အိမ်ကိုသွားလိုက်ပြီးတော့တကားခောက်ကအကြကြီးစောင့်နေခဲ့ပြီးမဲ့လေဘလို့ပြန်ထူးတံမှမကြားရပါဘူးအဲ့လိုနဲ့ဝမ်းဝမ်းဟာတကားကိုဖွင့်ပြီးတော့ဝင်သွားလိုက်တဲ့အခါမှာမထင်မှတ်ထားပဲနဲ့အားလင်းရဲ့ထိတ်လန့်ဖွယ်ရလူဝဲချက်ကြီးကိုတိလိုက်ရပါတော့တယ် အလင်ငါသူ့ရဲ့အမေကိုလူတွေအများကြီးတက်ခဲ့တာကြောင့်ပဲထပ်ပြီးတော့မတက်တော့ဘူးပြောဆိုနေတာဖြစ်ပြီးတော့အမေဖြစ်တဲ့သူကဒီကဘာပေါ်မှာမိမနိုင်ငါတည်သေးတယ်လို့ပြောပြီးတော့ဘေးအင်ကမင်္ဂလီရောဆိုပြီးတော့အာလင်ကိုမေးပါတယ်။ဘဝန်ကလည်းဆက်ပြီးတော့နားထောင်ရင်းနဲ့သူ့ရဲ့ညီမကိုတက်တဲ့သူကအာလင်ရဲ့အမေဆိုတာသိသွားခဲ့ပါတယ်။ဒါကြောင့်ဘာမှတုံ့ဆန်းမနေပဲချက်ချင်းပဲအပေါ်တဲ့ကိုတက်သွားပြီးတော့ညီမဖြစ်တဲ့သူအတွက်လက်စားချေဖို့လုပ်ပါတော့တယ်။ဒါမှလည်းအာလင်ကတော့သူ့ကိုတားနေခဲ့တာဖြစ်ပြီးဘဝန်ကလည်းသူ့ကိုတခြားအခန်းတစ်ခန်းထဲမှာထည့်ပြီးတော့တကားပိတ်ထားလိုက်ပါတယ်။ အားလျင်ရဲ့အမေနဲ့ရင်ဆိုင်မှုအတွက်ခန်းကြီးကိုဆက်ခွင့်ကြည့်တဲ့အခါမှာတော့ထင်းမမထားဘဲနဲ့ထင်းနဲ့စရာကောင်းလာတဲ့အလောင်းတစ်ခုတွေ့လိုက်ရပါတယ်။ဘဝံကကြောင်းလန့်သွားခဲ့ပြီးတော့တကားကိုဖွင့်ထွက်ပြေးလို့သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာလူသက်တဲ့မကောင်းစွာကပေါ်လာခဲ့ပါတယ်။အားလျင်ကတခြားလူတယောက်ကိုပြောင်းလဲသွားခဲ့ပြီးတော့မှသူ့ရဲ့သားကိုလာရှာလို့တပ်ပစ်မယ်ဆိုပြီးတော့ဘဝံကိုလဲပင်ညစ်တာပါ။အားလျင်ကသူ့ကိုတည်သွောင်းအောင်လဲပင်ကိုညစ်ဖို့အတွက်ဂရင်မော်ကိုတွန်းချလိုက်ပြီးဘဝံလည်းအာခွန်သွုံးပြီးတော့မှရုန်းကန်ခဲ့ကအောက်ဘက်ကိုအမြန်ပြေးဆင်းခဲ့ပါတယ်။ ဒါပေမဲ့လည်းအလင်းကတော့သူ့ကိုဖမ်းမိသွားခဲ့ပြီးတော့လေမင်းကိုထမ်းညစ်ပါတယ်။အာဂျင်မမြတာကြောင့်ပဲဝမ်ဝမ်ကတေလူမတဲ့ဖြစ်နေတဲ့အချိန်မှာအလင်းကသူ့ရဲ့မျက်နှာသို့မှန်ထဲမှာမြင်သွားခဲ့ပြီးနောက်ဆုံးမှာတော့သူ့ရဲ့ပင်ကိုအသိစိတ်ပြန်ဝင်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းအမေရဲ့အသိစိတ်ကပြင်းထန်လွန်းတာကြောင့်ပဲအလင်းကိုယ်လေးကိုမြင်မြန်ပေါ်လာခဲ့ပြီးတော့ဝမ်ဝမ်ကိုတိုက်ခိုက်ပြန်ပါတယ်။ဝမ်ဝမ်ကလည်းတေလူမျိုးပါဖြစ်နေတဲ့အချိန်မှာအားလျန်လေကျမ်းမြေမော်ကနာယီလေးကိုမြင်သွားခဲ့ပါတယ်။တဟာသူဝမ်ဝမ်ကိုပြေးခဲ့တဲ့ချစ်တဲ့လက်ဆောင်လေးပါ။အဲလိုနဲ့ပဲဖြည်းဖြည်းချင်းအသိစိတ်တွေပြန်ပြီးတော့ဝင်သွားခဲ့တာဖြစ်ပြီ ။ဘုံမန်းကလည်းသူ့ကိုအသေးစိတ်ဝင်မာတော့လို့ပြောပြီးတော့ဘားကိုတစ်ချက်ရက်လိုက်ပါသေးတယ်။အဲဒီချိန်မှာတော့အာလျန်ကပြန်လဲစိတ်ပြောင်းသွားခဲ့တာဖြစ်ပြီးတော့စစ်တေကမကောင်းစွာကြောင့်အာလျန်ဒီလိုဖြစ်နေခဲ့ရတာပါ။ငယ်စဉ်ကလေးကအမေဖြစ်တဲ့သူရဲ့လောကမှာရှိတဲ့မိမအားလုံးဟာမကောင်းတာကြောင့်တည်တင်းတဲ့အကြောင်းပြောတဲ့စကားတွေခဏခဏကြားခဲ့ရပြီးတပြေးပြေးနဲ့သူရဲ့အမေဟာအာလျန်စိတ်တေကမကောင်းစွာဖြစ်လာခဲ့ပါတော့တယ်။ဘုံမန်တကားဘွားကနေထွက်သွားတဲ့ချိန်မှာအထင်းမှာဘာလို့ရှားတယ်မှမကြားတာကြောင့်ပဲအာလျန်ကိုစိတ်ပူတာနဲ့အိမ်ထဲကိုတက်ခါထပ်ဝင်ပြီးတော့သွားပြီးကြည့်ပါတယ်။ဒါပေမဲ့မထင်မှတ်တာပဲနဲ့အာလျန်က အမေဖြစ်တဲ့သူရဲ့အသေးစိတ်တွေပြန်ဝင်နေပြီးဝမ်းဝမ်းကိုလေပင်ကိုညှစ်ပြန်ပါတယ်ခဏလောက်ကြာတဲ့အခါမှာတော့အာလျန်ရဲ့အသေးစိတ်ပြန်ဝင်လာခဲ့တယ်လို့အာလျန်လည်းဝမ်းဝမ်းကိုမထိခိုက်စေချင်တာနဲ့သူ့ရဲ့တကူလုံးကိုဒက်စီတွေနဲ့လောင်းချပြီးတော့တက်တည်ဖို့လုပ်ပါတယ်အဲဒီအချိန်မှာပဲအာလျန်ရဲ့အသေးစိတ်နဲ့အမေဖြစ်တဲ့သူရဲ့စိတ်တွေတိလိစီဝင်နေခဲ့တာဖြစ်ပြီးအာလျန်ကတက်တည်ဖို့လုပ်ပေမဲ့အမေဖြစ်တဲ့သူကတော့မလုပ်ဖို့အတွက်တားနေတာပါအဝမ်းလေးလမ်းပြီးတော့တားပြီးမြေနောက်ဆုံးမှာတော့အားလင်းဟာသူ့ကိုယ်သူမြေချုပ်ပြီးတော့တက်တည်သွားခဲ့ပါတော့တယ်